ဒီဗီတစ်ပိုက်ကပြန်ကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးတဲ့အကြောင်းအရာကမဲဆန္ဒရှင်မဲဆွယ်စီယုံမဲ့သူဒီနှစ်ခုကြာအဟဘာလဲစင်ကုန်မှုဘာရှိလဲဒီကြောင်းကျွန်တော်ဆွေးနွေးရဖြစ်ပါတယ်ဒီကုန်းသက်ဆွေးနွေးမှုအပိုင်းမသွားခင်ကျွန်တော်ပြည်သက်ကိုအလှည့်ပေးခြင်းပါတယ်မဲဆန္ဒရှင်ပြည်သူတွေဒီမှာရှိတယ်ဆိုဒီဘက်ကအဖြစ်အဲ့ဒီမှာမဲဆင်းနဲ့ပတ်သက်တဲ့ရှင်မှာနည်းနည်းညွက်ွက်လေးတစ်ခုရှိနေတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမဲဆင်းပြုစုတဲ့ဒီကွန်ပျူတာရိုက်တဲ့ဝန်ထမ်းပေါ့နော်ဒါကော်မရှင်အခန့်ထားတဲ့ဝန်ထမ်းရဲ့ပေါ်ဆမှုလဲအများကြီးပါနိုင်တယ်လို့မြင်တယ်ဘာကြောင့်လဲဆိုတော့ တော်တို့ဥဖြစ်ရမှာကိုဒေါ်ဖြစ်တာတွေနောက်မှအိမ်တော်စုလိုက်မပါသွားတာတွေဟာသူ့ရဲ့ပေါ်ဆမ်းမှုကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့အချက်တစ်ချက်ကိုကျွန်တော်တို့တွေးရတယ်ပေါ့နော်အဲ့ဒါနောက်တီးနောက်ချလောက်တာလားဒါမှမဟုတ်သူ့ကိုခိုင်းတာလို့သူပေါ်ဆာတာလားပြောမယ်ဆိုလို့ရှိရင်မဲရရရတယ်မဲစင်းရရတာအများကြီးအများကြီးရရတယ်သူ့မှာညောင်းလာမယ်အိတ်ချင်လာမယ်ဒီခါမှာသူသူ့ရဲ့အတောင်ပြချက်တစ်ခုပေါ့နော်အဲ့ဒီဟာအကြောင်းမို့သူဒီမဲစင်းတွေကိုကြော်သွားတယ်ဖြစ်နေကွန်ပျူတာမားရိုက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ဥစားနောက်တစ်ယောက်ပါဆင်းလုံးကျွန်တော်အဲ့ဒီနောက်သမိုင်းကြောင်းတွေပြန်ကြည့်တဲ့အခါမှာ ဘောင်မြင်ရလဲဆိုတော့ခါကျတော့စစ်တက်ကဒီအစိုးရလောက်တဲ့ဥစ္စာတွေဒီတို့ကသူတို့ဟိုနှစ်နာမဲ့ဟာတွေဆိုရင်သူတို့ကဘယ်တော့မှဟိုဘလိုမျိုးဖော်မလဲအမြဲတမ်းစိတ်စိတ်ဆက်ဆက်လှုပ်လေရှိတဲ့အစိုးရတခုဖြစ်ပါတယ်အခုမဲဆင်းကိုသူတို့ဘာဖြစ်လို့ဒီတိုင်းပေါ်ပေါ်ဆက်ဆက်လွတ်လိုက်တယ်လဲဆိုရင်သူတို့အနေနဲ့သီရိုးဆန်းတဲ့သဘောလည်းဖြစ်နိုင်တယ်ဒီဟာတွေဟိုပေးလက်ချက်မြေပြည်သူလူထုတွေရဲ့ဒီဟိုဘာ feedback တွေဒီအတန်တွေဘာတွေထွက်ပေါ်လာနိုင်လဲပြီးတော့ အဲသူတို့ရဲ့နိုင်ချီရှိတဲ့အကွက်ရာခိုင်နှုန်းဘယ်လောက်လောက်ဆိုရင်သူတို့နိုင်တယ်ဆိုလို့ဆိုအားလုံးသူတို့ဖက်မှဟိုအားလုံး white ထားပြီးတော့မှတလောက်တော့ဘာမှဖြစ်လို့ဆိုတော့ပြည်သူချပေးလိုက်တဲ့ပုံမျိုးပေါ့နော်ဒီမဲပေးဖို့အတွက်တချို့ကြတော့အဲတကောင်စင်းရလှုပ်တယ်လားဒါမှမဟုတ်အိမ်ထောင်စုစင်းအရာလှုပ်တယ်လားဒါမှမဟုတ်ကျွန်တော်အနေနဲ့ဖြစ်စီကျွန်တော်ခုနဒီဟိုကိုကြိုက်တဲ့သူတိုက်ရမဲပေးပိုင်ခွင့်အဲ့လိုပုံစံပဲကျွန်တော်မြန်မာနိုင်ငံမှာမွေးတယ်မြန်မာနိုင်ငံမှာကြီးတယ်မြန်မာနိုင်ငံမှာမပုံနေရှိတယ်ဆိုတော့အသက်ပြည့်တဲ့သူတိုင်းကကိုကြိုက်တဲ့သူကိုကျွန်တော်အဲဒီမျိုးလွတ်လွတ်လပ်လပ်မဲပေးပိုင်ခွင့်မရဘူးလားပေါ့နော်အဲ့ဒါကိုကျွန်တော်မေးချင်ပါတယ် တယောက်လက်ရှိဖြစ်နေတဲ့ဖြစ်ရပါကျွန်တော်အင်းစိတ်ရွှေပြည်သာမျိုးတွေကနေအင်းစိတ်မျိုးတွေကိုပြောင်းရွှေ့နေဆိုင်မှုသကောက်စင်းမှာကျွန်တော်ပုံစံ30တွားထုတ်ပါတယ်ပုံစံ30ထုတ်တဲ့အခါမှာကြမ်းကြောင်လုံနေပါတယ်ကျွန်တော်တို့ကသကောက်စင်းကိုထုတ်ပြီးတော့အင်းစိတ်မှာတွင်းရမယ်အင်းစိတ်မှာတွင်းပြီးတဲ့ခါကျတော့ရှိရင်ကျွန်တော်မိသားစုကအင်းစိတ်မျိုးတွေကနေပြီးတော့ဟိုမဲပေးဖို့အစီအစဉ်ရှိပါတယ်မင်းရှင်းကိစ္စလာဝကလည်းကုညီပေးဖို့လိုတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလိုလုပ်ပါတယ်ထို့ထို့တူပဲကျွန်တော်တို့အလားတူတွေအများကြီးရှိပါတယ်အဲ့ဒီရုံမှာကျွန်တော်လေးလာတာ ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီဘက်ကရောပြည်သက်တည်တဲ့အပေါင်းနဲ့ဆွေးနွေးမယ်လို့ရှိတယ်ကျွန်တော်တို့ဒီပြည်သူတွေရနေပြီးတော့စစ်မှန်တဲ့ဒီမိုကရေစီတရားမျှတဲ့လူပုံတည်ဆောက်ဖို့စ조사လာခဲ့တာဟာဆိုရင်1988ကကျောင်းသားတော်လိုင်းကိုပြန်ကြည့်မယ်ဆိုရင်အဲ့ကလေးကနေပြီးဆက်တက်ဖြစ်လာတယ်ဟုတ်ကဲ့ဆိုတော့အဲ့လိုပြန်ကြည့်မယ်ဆိုရင်ဟုတ်ကဲ့2010ရွေးကောက်ပွဲဟာမတရားခဲ့ပါဘူး2010နှစ်မှာလည်းထင်သာလို့ကြီးမဖြစ်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာဒီလောက်ရှိကြတဲ့တိုက်ပွဲမှာဒါအခုကကျွန်တော်မြင်တာကဒီ ကျွန်တော်တို့ပြည်သူတွေအတွက်ဒီ democratic society ကိုတွားချင်တဲ့လူတွေနောက်တော့ဂိုရှိကိုရောက်လာတဲ့အခွင့်အရေးဂိုးကောင်းဘလုံးတလို့ပဲမြင်ရတယ်ကျွန်တော်တို့အခွင့်အရေးပဲကန့်ထည့်လိုက်ပါလားပေါ့အခွင့်အရေးယူပါလားပြန်ပြီးတော့တောင်မျိုးဆောင်ကနေပြန်ဆိုးကျိုးစားနိုင်ပါဟုတ်ကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးမှုဆက်လုပ်ပါမယ်အဲ့တော့မတိုင်ခင်မှာညီလေးဆွေးနွေးထားတဲ့ဟာလေးလိုလိုရှင်းလေးဖြေပြပါဘာမင်းသိရင်ဦးမေးစင်တာမေးစင်ကြောင့်တက်ရောက်မှုပါရှိလာမယ်မေးစင်တွေအခုလွဲချော်ဖြစ်နေတာမေးစင် ဟာအခြေခံဖြစ်တဲ့အတွက်ကြောင့်မလို့မဲစင်းမှာမှားယွင်းမှုများလေလေရွေးကောက်ပွဲရဲ့အပြည့်အစုံရလတ်မှာမှားယွင်းမှုတွေများလေလေဖြစ်နိုင်တယ်လို့ကျွန်တော်ကမြင်ပါတယ်။နိုင်ငံသားတိုင်းဟာအသက်၁၈နှစ်ပြည့်ပြီးသူကြွေးစင်တဲ့လူကိုမဲပေးလို့မရဘူးလား။ မတို့ကဒါပေးခွင့်ရကိုရရမှာပေါ့ကျွန်တော်တို့ဒီအခြေခံကျွန်တော်တို့ရဲ့အခြေခံလွတ်လပ်ခွင့်နဲ့ဒီဟိုဟာကိုကျွန်တော်တို့ကစုပ်ကန့်ထားဖို့လိုတယ်အဲ့ဒီခါမှာဒီဥပဒေတွေဒါမှမဟုတ်ရှင်လုံထုံးလုံနည်းတွေနဲ့ဘလို့ဒါကိုစ조사ပြီးတော့မှဝဝင်ပြင်ဆင်မလဲပေါ့အခုဒီမဲဆင်းကဒီဟိုဟာပေါ့ပြည်တော်မျိုးကောက်ပဲကော်မရှင်ကလုတ်တယ်သူ့မှာအဓိကတာဝန်ရှိရမှန်တယ်ဒါပေမဲ့အဓိကဘာပြဿနာလဲဆိုတော့ဒီကျွန်တော်တို့ရဲ့အခုလက်ရှိပြုစုထားတဲ့မဲဆင်းဒီသူကမူလရှိပြီးသားဆင်းပေါ့ ဲ့ဘက်မှာအခြေခံပြီးတော့မှသူကပြန်ယူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာပြဿနာလဲရှိနေတယ်ဆိုခုနတေဆုံးပြီးသားစည်ရင်းတွေပါတာတို့ရွှေ့ပြောင်းပြီးပေမဲ့ဒီလူတွေကတကောင်စင်းမထုတ်တဲ့အခါမှာနောက်ထပ်တနေရာမှာထပ်လို့ဆိုအဲ့မှာထပ်နေတဲ့ဟာတွေရှိနေတယ်အဲ့ကြောင့်မို့ကျွန်တော်တို့ကဆိုတာကဌာနတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့သူနဲ့ဆက်ဆက်တဲ့ဌာနပေါ့ဥမာဒီလိုလဝကလိုဟာမျိုးအတူတကွဟိုဟာလှုပ်ဖို့လိုတယ်နောက်ချက်ကတော့ဗာလဲဆိုတော့ဥမာဒီယူကောက်ပဲကော်မရှင်ကိုဟိုဟာနီးပညာဒီအထောက်ပံ့ပေးနေတဲ့ဒီအဖွဲ့တွေပေါ့နော်သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ဟိုဟာကလည်းအများကြီးစကားပြောပါတယ်ဆိုတာဒီယူကောက်ပဲကော်မရှင်အနေနဲ့ကလည်းအခုမှဒီဟာ ကိုဆက်လုပ်ရမယ့်အခါမှာသူမှအနှက်ကျက်တွေအများကြီးပဲရှိနိုင်တယ်အဲ့တော့သူရနေတဲ့သူတို့ရနေတဲ့ဒီအကြံပေးမှုတွေကတကယ်ရောမှန်ကန်ရဲ့လားပေါ့ဘလို့မျိုးအဖွဲ့အစည်းတွေကဒါကိုဝိုင်းဝန်းပြီးတော့လုပ်နေလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကသုံးသပ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နောက်ဒီနောက်နောက်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတနိုင်ငံလုံးမဲစင်ကလာတော့မယ်ပေါ့အဲ့ဒီခါကျရင်ဒီထက်ပိုဆိုးတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့အခုက တို့ကဒီခုလက်ရှိမဲဆင်းကဒီရွှေပြောင်းတဲ့ကိစ္စတွေเนาะဒီဟိုကယာယီတကောင်ဆင်းနဲ့နေနေတဲ့သူတွေအဲဆင်းကိစ္စတွေလုံးဝမပါသေးပါဘူးเนาะဒီတက်ဆိုတဲ့ပြဿနာတွေဒီတက်ဆိုတဲ့ပြဿနာတွေကျွန်တော်တို့မကြုံခင်မှာကျွန်တော်တို့ကအတူတကွဒါကိုလာပြီးတော့မှကောင်းဖို့နဲ့အကြံဉာဏ်တွေကိုရှိရင်လည်းပဲအဲ့ဒါကိုသုံးဆွဲဖို့ပေါ့ဆိုတော့ကျွန်တော်တို့ကအကြံဉာဏ်တွေတော့ပေးနေပေးမဲ့ဒါကိုယူမသုံးဘူးဆိုလဲကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေဟာဟိုအလကားပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကတယောက်အတန်ကိုတယောက်နားထောင်ပြီးတော့မှန်မှန်ကန်ကန်ကျွန်တော်တို့လုပ်ဖို့လိုပါတယ်ဒေါက်တာတောင်းထက်နဲ့ကိုလင်ကိုလည်းကိုမင်းကိုနိုင်လည်းဆွေးနွေးတယ်ဒါမဲ့ရေကောက်ပွဲကမျှတဲ့ဥရီအောင်မှာကျင်းပမဲ့ ရေကောက်ပွဲတော့မဟုတ်ဘူးလွတ်လပ်ခြင်းလွတ်လပ်မယ်မျှတမှာတော့မဟုတ်ဘူးဒါဆိုရင်မဲဆန္ဒရှင်တွေကဘလို့တုံးသက်ဆုံးဖြတ်ပြီးတော့ဒီမဲကိုပေးရမှာကျွန်တော်အနေနဲ့ပြောရင်ဆော့ဆော့ကုမင်းကိုနိုင်ပြောသွားတယ်ဟာပေါ့ဟိုအရွေးမခံမဲနဲ့ဝင်ထိုင်နေတဲ့လူတွေရှိတယ်စစ်တပ်ကကိုယ်စားလှယ်တွေ။ဒါပေမဲ့စစ်တပ်နဲ့စစ်တပ်ကကိုယ်စားလှယ်တွေရှိတယ်။သူနဲ့ပတ်သက်တဲ့ပါတီရှိလိမ့်မယ်။အဲ့တော့အရေးမခံမဲနဲ့ကိုကဒါကိုရှိသင့်တယ်လို့ကိုကကိုဆုံးဖြတ်ပြီးတော့ဝင်ထိုင်တဲ့လူတွေကိုပြည်သူလူထုကကိုရွေးရမယ်ချိန်ချိန်မရွေးဖို့ပဲ။ clear message ပေးချင်ပါတယ်ကျွန်တော်တို့2008ဖွဲ့စည်းပုံကိုပြင်ဆင်မဲ့အနေအထားမရှိတော့ဖြစ်သွားပြီเนาะအဲ့ဒီတောင်းကနေကြည့်မယ်ဆိုရင်ဒီ2025ဖွဲ့စည်းပုံဟာတရားမျှတမှုဆိုတာတော့ဒါအားနည်းချက်အများကြီးဖြစ်သွားတယ်တရားမျှတမှုတရားမျှတမှုအပြည့်အဝမရှိတော့ဘူးလွတ်လပ်မှုရောဘယ်လောက်ရှိเนาะခဏမဲစင်းရအစာပြဿနာပေါ်လာပြီပြီးလို့ရှိရင်မဲဆွယ်ကာလ COA ကာလလွတ်လပ်မှုတွေမဲမတမာမှုတွေ ကျွန်တော်တို့အပြောင်းလဲကိုကြိုးစားတဲ့အမှာကျွန်တော်တို့ရဲ့အခွင့်အရေးတွေအလကားမရအောင်ကျွန်တော်တို့ရုံးကန်နောက်တစ်ခုတာဝန်ယူမှုတာဝန်ခံမှုခုအမှားအယွင်းတွေ90ရာခိုင်နှုန်းတော့60ရာခိုင်နှုန်းတော့မဲစင်းမှားယွင်းတယ်ရွေးကောက်ပွဲကော်မရှင်ကဒီအမှားကိုတာဝန်ခံမှုရှိဖို့လိုတယ်ဝန်ခံရမယ်ဝန်ခံရမယ်ဒီအမှားကိုပြင်ဆင်ဖို့အချိန်ရှိပါသေးတယ်ရပ်ဖက်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်နံပါတ်1ပူးပေါင်းဆောင်ရွက်မှုခြေခံမဲစင်းတွေလွယ်လွယ်ကူကူရနိုင်အောင်ပေးပါကန့်သတ်မထားပါနဲ့ ဒါတွေပြည်သူလူထုအတွက်ခက်ခဲရှိတယ်။နံပါတ်1ပြင်မယ်ဖြတ်မယ်ကန့်ကွက်မယ်ကိစ္စတွေခုဥပဒေအရနှစ်တုပ်ရှိမယ်တစ်တုပ်မှာ14ရက်ပဲပြီးတယ်။အမတန်အချိန်နှဲပါတယ်ဒီကနေ့မာရွေးမှုအနေထားရဒါတွေကိုအချိန်တိုးပေးဖို့လိုပါတယ်။တခုကလာလွတ်လပ်ပြီးတရားမျှတတွေရွေးကောက်ပွဲအဲ့တော့လွတ်လပ်တယ်ဆိုတာကျွန်တော်တို့တိုင်းတာလို့ရတယ်။တရားမျှတမှုကိုကျွန်တော်တို့ဘယ်လိုတိုင်းတာလဲ။ဥပမာလက်ရှိအချိန်ဒီမှာအာဏာရပါတီဟာဘန္နာရေးအရအရန်ကိုတောင့်တင်းနေအဲ့တော့အခြားပါတီတွေအားလုံးဟာ ဘန္နာရေးရရှင်လိုက်မယ်ဆိုရင်အာဏာရပါတီကိုဘလို့မှမရှင်နိုင်တဲ့အနေအထားမျိုးရှိတယ်။ဟုတ်ပြီအဲ့တော့မဲဆွယ်စီယုံမဲ့သူတွေကိုယ်တိုင်အခွင့်အရေးမမျှဘူး။ပတ်စံရှိတဲ့လူကနင်းငံရှိတယ်၊စီယုံအားကောင်းတဲ့လူကနင်းငံအားကောင်းတယ်။တာမန်နဲ့ဒီမှတ်ပုံတင်ကြေးလေးပေးပြီးတော့မဲဆွယ်စီယုံမဲ့သူတွေလည်းရှိတယ်။တစ်ဖက်ကလည်းမဲဆန္ဒရှင်ပြည်သူတွေကဒီလူတွေပြောသမျှတွေယုံရမှာလား။သူတို့ပေးတဲ့ဂရိစကားတွေတိမတိကျွန်တော်ဘယ်လိုဆုံးဖြတ်ကြမလဲ။ကျွန်တော်တို့ဒီအခုဆိုလို့ရှိရင်ဒီမဲဆွယ်စီယုံတဲ့နေရာမှာ စောစောဆရာပြောခဲ့ဗန္ဓာရေးပြဿနာရှိလာပြီဒါကကျွန်တော်တို့ဒီပါတီတွေအတွက်အကြီးမားတဲ့စင်ခေါ်မှုပဲနောက်တစ်ခါပြည်သူဘက်မှာကျတော့ဘာပြဿနာဖြစ်နေလဲဆိုတော့ဘယ်ပါတီကိုရွေးရမလဲဆိုတဲ့ဟာမျိုးကိုအခက်အခဲရှိနေတယ်လို့ပြောတာရှိတယ်ကျွန်တော်အမြင်နဲ့ပြောရလို့ရှင်တော့လက်ရှိအခြေအနေမှာကဒီပါတီတွေကဟိုနိုင်ငံရေးယူဝါဒကိုတည်ပြီးဖွဲ့တဲ့ပါတီရှိတယ်နောက်တစ်ခါလူတန်းစားကိုတည်ပြီးဖွဲ့နေတဲ့ ဒီတောင်တလမဖွေတို့တဲ့ဆိုတဲ့ပါတီမျိုးတွေရှိနိုင်တယ်နောက်တစ်ခါလူမျိုးကိုချိန်ပြူဖွဲ့တဲ့ပါတီတွေလည်းရှိနိုင်တယ်အဲ့ခါကျတော့ဟိုပါတီတွေလူတွေကဘာစဉ်းစားနေလဲဆိုရင်ဟောငါလူမျိုးပဲငါမဲပေးရမလားဆိုတဲ့ဝေဝါမှုမျိုးလည်းရှိတယ်ဒါမှမဟုတ်လို့ရှိရင်ငါ့ကိုကိုစားပြုနေတဲ့ဒီလူတန်းစားကိုစားပြုတဲ့ပါတီကိုပဲမဲပေးရမလားဆိုတဲ့ဝေဝါမှုလည်းရှိနိုင်တယ်အဲ့ကျွန်တော်အမြင်ပြောရလို့ရှိရင်တော့ကျွန်တော်တို့ကဘလို့နိုင်ငံရေးအယူအဆတွေ ideology တွေဘလို့လမ်းစဉ်တွေပဲခြားခြားကိုပြောရင်ပြောသလိုလုပ်ဖို့နဲ့ပြည်သူကိုတာဝန်ခံဖို့ တတိရှိတဲ့လူတကယ်လို့တွေ့လုံနိုင်မဲ့လူမျိုးကိုသာစဉ်းစားပြီးမဲပေးဖို့လိုပါလေအဲ့ဒါကိုဘယ်လိုစီစစ်နိုင်မလဲဒီဝိုင်းနိုင်ငံရေးသမားကြီးတွေရဲ့စကားတွေကိုနားထောင်မှာနိုင်ငံရေးပါတီတွေမီဒီယာတွေကနေဖော်ပြတဲ့အရာတွေကိုတည်တည်ချာချာဖတ်မယ်ဆိုလို့ရှိရင်ပြည်သူအတွက်ရှင်းလင်းတဲ့သတင်းစာတစ်ခုတော့ရပါလိမ့်မယ်ဆရာကျွန်တော်တို့ဒီရွေးကောက်ပွဲကိုကြည့်မယ်ဆိုရင်ဒီမိုကရေစီလူ့အဖွဲ့အစည်းတွေမှာရှိတဲ့ရွေးကောက်ပွဲတစ်ခုလို့ပါတီတစ်ခုလွတ်တော်ကိုယ်စားလှယ်လောင်းတယောက်ကိုအကဲဖြတ်ပြီးတော့ပေးရတဲ့ရွေးကောက်ပွဲမျိုးတဲ့ ကျွန်တော်တို့စနစ်တစ်ခုကိုပြောင်းဖို့အတွက်ဘသူတွေလက်ထဲကိုဥပဒေပြုခွင့်အာဏာတွေဖြစ်နိုင်လို့ရှိရင်အုပ်ချုပ်ရေးအာဏာတွေထည့်လိုက်မလဲဆိုတာစဉ်းစားနေကြတာဖြစ်ကြီးကျယ်သွားပြီเนาะဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကမဲမကွဲဖို့မဲမပြဖို့တွေလည်းစဉ်းစားဖို့လိုအပ်တယ်เนาะစက်တောက်ဘာကြောင့်ပြောရလဲเนาะဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအရွေးကိုဖန်တီးတဲ့နေရာမှာရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေအင်မတန်အင်မတန်ကြီးမားတယ်ဒီပိတ်ဆို့တားဆွေးမှုတွေကိုကြော်ဖြတ်ဖို့ဆိုတာ အင်းအားကောင်းကောင်းနဲ့ကြော်ဖြတ်မှာပဲရမယ်ပြစ်ဆိုတားဆီးမှုတွေပြောတယ်စနစ်တစ်ခုလုံးပြောပြောင်းမှုပြောတယ်ပြည်သူကလိုက်နိုင်မှာမလားပြည်သူလူတွေကဒီတစ်ချိန်ရတာအလုပ်တစ်ခုပဲမဲတပြားနဲ့ဆုံးမြတ်လိုက်တာဒါအခြေလမ်းတစ်ခုပဲရှိပါသေးတယ်ကျွန်တော်ယူဆတော့ကျွန်တော်ကပါတီကိုပေးမလားလူကိုပေးမလားဆိုတဲ့စဉ်းစားမှုလို့ကျွန်တော်ကမြင်တယ်အဲ့တော့ကျွန်တော်အမြင်အရပြောရင်လေကျွန်တော်ကမပြောဘူးလေပြောနေတယ်ပါတီကိုပေးတယ်လို့မြင်တယ်အပြောင်းလဲကိုဥဆောင်နိုင်မဲ့ပါတီကိုကျွန်တော်တို့မဲပေးဖို့လိုတယ်ဘယ်ပါတီကိုပေးအဲ့တော့ဟိုကျွန်တော်အမြင်အားဖြင့်ပြောရင် နှစ်ပိုင်းကျွန်တော်ပြောခြင်းတယ်ဥမာတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားလူမျိုးတွေကသူတို့ရွေးချယ်မှုနဲ့နှစ်သက်တဲ့တိုင်းရင်းသားပါတီတွေကိုမဲပေးဖို့လိုတယ်ကိုလင်ကလပ်ပြောလို့လူမျိုးကိုအခြေပြုပြီးတော့ပေးရမယ်အဲကျွန်တော်ရဲ့ယူဆကတိုင်းရင်းသားတွေအနေနဲ့တိုင်းရင်းသားပါတီကိုပေးသင့်တယ်လို့ကျွန်တော်ယူဆတယ်ဒေါ်ရရန်ပြောသိမ်းပြောတာစွန့်စားရမကြနိုင်ဘူးလားဒါပေမဲ့ဆရာပြောတဲ့ဟာကျွန်တော်လည်းသိတဲ့ဘော မတူဘူး ဟိုတိုင်းသားပါတီကိုပေးမယ်ဆိုတာပေးလို့ရတယ်။တိုးတိုးအဲ့တခုတည်းနဲ့တော့မပေးဘူး။အဲ့တိုင်းသားပါတီထဲမှာရောဆော့ဆော့ပြောသလိုနောက်ပြန်ဆွဲပြီးစနေဟောင်းကိုကြားကန်နေတဲ့လူတွေနဲ့အုပ်စုဖွဲ့နေတဲ့ပါတီမရှိနိုင်ဘူးလား။ထို့သူတို့ပဲရွေးချယ်တဲ့ပါတီရှိနိုင်ပြီ။အဲ့လိုပါတီထဲမှာလည်းအဲ့လိုပဲဟိုနောက်ပြန်ဆွဲချင်တဲ့ပါတီတွေလည်းရှိမယ်။အပြောင်းလဲကိုလိုလာတဲ့ပါတီတွေလည်းရှိ။အဲ့တော့နှစ်ဖက်ရှိနေတဲ့အခါကျတော့ကျွန်တော်အမြင်အားဖြင့်တော့တိုင်းသားတွေနဲ့ပတ်သက်ရင်တိုင်းသားတွေရဲ့ဆုံးဖြတ်ချက်ဟာ သူတို့လူမျိုးကိုကိုစားပြုတဲ့ပါတီကိုရွေးချယ်တာအမှန်ဆုံးပဲလို့ကျွန်တော်ကမြင်တယ်။ရေဘူးရကြတဲ့ဆုံးဖြတ်ချက်ပေါ့။နောက်ခုနပြောသလိုကျန်တဲ့အပိုင်းမှာတော့ပြည်မမှာဟိုမှာပြည်မအပိုင်းမှာတော့ဟုတ်လားအပြောင်းလဲကိုဥဆောင်နိုင်မဲ့ပါတီကိုမဲပေးဖို့လိုတယ်။နောက်ဥပမာအားဖြင့်အခုကျွန်တော်တို့အများကြီးမျှော်လင့်နေတာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမျှော်လင့်နေတယ်။အဲ့ဒီအခါကျတော့မြန်မာပြည်မမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲတွေပုံအောင်ပေးနိုင်မယ်ဆိုရင်ဟုတ်လား ဒီမြန်မာပြည်နိုင်ငံရေးအပြောင်းအလဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဥဆောင်ပြီးတည်ဆောင်နိုင်မယ်လို့အတိုင်းအတာတစ်ခုထိယုံကြည်တယ်။ဒါပေမဲ့လက်ရှိအချိန်ဒီမှာကြည့်လို့ရှိရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒီလည်းပဲဘယ်တော့မှအစိုးရမဖြစ်သေးဘူး။အဲ့ဒီအခါကျတော့သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးဘယ်သူမှအကဲထက်လို့မရဘူး။ဒေါက်တာအမျိုးသားရဲ့အကြံပြုချက်မှာနှစ်ခုမှပဲလွဲနေတာတစ်ခုရှိတာကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတပီလုံးမှသူရွေးကောက်ပွဲဝင်မယ်လို့ပြောတယ်။ဒေါက်တာအမျိုးသားကတိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားပါတီကိုပဲမဲပေးဖို့ပြောတယ်အဲ့တော့ဒီမှာပဲသူတို့အခြေဆက်အဲ့တော့ကျွန်တော်ဥစားတော့ဒါတခွာဒါတာရင်မသိကိုရင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာပြည်အောင်စုပါတီမဟုတ်ဘူးလို့လည်းပြောထားတယ်ရေးထားတယ်နောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုနိုင်ကလည်းတိုင်းရင်းသားပါတီနဲ့မဟာမိတ်ချိန်ထားတာအခုတည်းမရှိသေးဘူးအဲ့တော့ဒီဥစားကိုသူလုံးရမယ်ရွေးကောက်ပွဲမတိုင်ခင်မှာတိုင်းရင်းသားပါတီတွေကျွန်တော်ခုနကကိုလွန်ကိုလည်းပြောတယ်တိုင်းရင်းသားပါတီတွေထဲမှာအပြောင်းလဲကိုလိုလားတဲ့တိုင်းရင်းသားပါတီတွေ ਨੇ နော်မဖြစ်မနေမာမိတ်တိဆောက်ဖို့လိုတယ်တိုင်းသားဒေသတွေကမဲကိုရဖို့ထက်အပြောင်းလဲကိုလိုလားတဲ့တိုင်းသားပါတီတွေရဲ့ထောက်ခံမှုကိုရဖို့ပို့ပြီးအရေးကြီးတယ်လို့မြင်တယ်တလုံးလျှော့လိုက်တိုင်းနာပါတီများမှာကျွန်တော်ကြောင်းလဲကိုလိုလာတဲ့တိုင်းနာပါတီဒီနေ့မှာတခုပြောချင်တာမဟာမိတ်ဖွဲ့တဲ့ကိစ္စရွေးကောက်ပွဲမတိုင်ခင်မှာဖွဲ့တဲ့ pre election မဟာမိတ်တခုရှိတယ် ရွေးကောက်ပွဲနိုင်ပြီးတော့မှ majority နိုင်ရတဲ့လူတွေအစိုးရဖွဲ့ဖို့တော့ဖွဲ့တယ်မဟာမိတ်ရှိတယ်။အဲ့တော့မြို့သားဒီမိုစီအဖွဲ့ချုပ်အနေနဲ့ရွေးချယ်စရာနှစ်ခုရှိနေသေးတယ်။မဟာမိတ်ဖွဲ့ဖို့ဆိုရင်တစ်ချက်နိုင်ငံရေးမှာရှိနေတဲ့ရွေးကောက်ပွဲစနစ်ငြိမ်မှကျွန်တော်တို့ကမဟာမိတ်ဖွဲ့လို့ရတယ်။အခုငြိမ်သွားတယ်ဆိုတာကဘာမှမကြသေးဘူး။တလားလောက်ပဲရှိသေးတယ်။အရင်တုန်းက PR ပဲဖွဲ့မယ်လို့ SMD ပဲလုပ်မယ်လို့ဝေဝါအောင်လုပ်တယ်။ဒါကတစ်ဖက်ကရွေးချယ်ရှိရှိလုပ်ထားတာ။ကျွန်တော်တို့ကဒီ PR စနစ်ကိုလာသုံးမယ်ဆိုရင်ကျွန်တော်တို့ကရွေးကောက်ပွဲမတိုင်ရင်မှမဟာမိတ်ဖွဲ့လို့မရဘူး။ဒါကြောင့်မို့လို့အခုအချိန်ကာလအထိဒီမြို့သားဒီမိုစီဖွဲ့ချုပ်ကရွေးကောက်ဟို တိုင်းသားပါတီတွေနဲ့မဟာမိတ်ကိုတင်းတင်းရှားရှားမပြောသေးဘူးဆိုတာဟာအခြေအနေအရမှန်တယ်လို့ကျွန်တော်ယူဆတယ်။ဒါကြောင့်တကယ်လို့လွတ်တော်ကနေ sorry ဆိုရကနေရွေးကောက်ပွဲကိုတရားဝင်သတ်မှတ်ပြီးနောက်ပိုင်းမှာမှဒီမဟာမိတ်ကိစ္စကိုမလန်းနိုင်သေးဘူးဆိုရင်တော့အားနည်းမယ်လို့ကျွန်တော်ယူဆတယ်။ကျွန်တော်ကတော့ pre election deck ကို sorry ရွေးကောက်ပွဲမတိုင်ခင်เนาะဟိုမဟာမိတ်ဖွဲ့တာဟာရွေးကောက်ပွဲပြီးမှဖွဲ့တာတည်းပို့ပြီးအရေးကြီးတယ်လို့ကျွန်တော်ကမြင်တယ်။ပို့ပြီးမဟာဗျူဟာမောက်တယ်လို့မြင်တယ်။ဟုတ်ပါဘူး။ပြီးရွေးကောက်ပွဲပြီးသွားရင်ဒါက ပို့ပြီးခက်ခဲသွားမယ်ကျွန်တော်အမြင်။နဝါးစင်းချပြီးလောက်တာပို့အလုပ်ဖြစ်တယ်။သိကြပါဘူး။ကျွန်တော်တို့ကတော့ ရဖတ်ခွဲတွေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာလို့တွားပြီးတော့အဓိကအူစားပေးတင်လဲဆိုတော့ဒီမဲဆန္ဒရှင်ပြည်သူလူထုရဲ့ဒီသတင်းအချက်အလက်တွေရရှိနိုင်မှုပေါ့ဒီရွက်ောက်ပွဲလုံမယ်လို့စပြီးတော့ဒီကြေညာလိုက်တဲ့အချိန်ကနေစပြီးတော့မှဒီကာလရှည်လေးလာဆောင်ကြည့်မှုတွေကိုကျွန်တော်တို့ကစတင်ပြီးတော့မှလုပ်ဖို့လိုတယ်ဘေးကိုစလဲလောင်းနေတာစီးရင်သွင်းတာလဲဒီဆရာလဲပြောခဲ့ပါတယ်ကျွန်တော်တို့ဒီတမိုင်းကျောင်းတွေကိုလေ့လာအောင်ပါပေါ့တမိုင်းကျောင်းဆိုတာကသူတို့ဘေးနေရာကနေပြီးတော့မှလာခဲ့တဲ့လူထုအတွက်ဘလောက်ထိလုပ်ခဲ့တယ်ဆိုတဲ့ကိစ္စတွေနောက်ပါတီရဲ့ဒီမူဝါဒတွေကိုဒါရွက်ောက်ပွဲလေးလာဆောင်ကြည့်တဲ့အဖွဲ့တွေကနေပြီးတော့မှဒါတွေကိုကျွန်တော်တို့ကစစ်တမ်းတွေလုပ်ဖို့လိုပါတယ် ဲ့ဒီဟာကိုလူတို့ကိုချပြဖို့အချိန်မီချပြဖို့ပေါ့လေဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ကဟိုဟာဥတီရပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်လို့ရှိရင်တော့ဒီမဲဆန္ဒရှင်တွေအတွက်ကတော့အများကြီးပဲစိန်ခေါ်မှုတွေဖြစ်နေပါတယ်ကျွန်တော်နေကုန်းတက်ရအောင်ပါကျွန်တော်ဒီနေ့ဆွေးနွေးတဲ့အကြောင်းအရာကတစ်ဖက်ကမဲဆန္ဒရှင်တစ်ဖက်ကမဲဆွဲဆေးုံမဲ့သူဒီနှစ်ခုကြားအဟကပါရှိလဲစိန်ခေါ်ပါရှိလဲအစိန်ခေါ်ပါရှိလဲဒီအဟကိုကျင်းအောင်မလုပ်နိုင်မယ်တယောက်တစ်ခုစီရုပ်ောက်ပွဲမှာပြည်သူကအရွေးမှားတာနဲ့အရွေးမမှန်တာနဲ့နှစ်ခုရှိတယ် မှားတယ်ဆိုတာကလက်ရှိခေတ်ကိုနောက်ပြန်ဆွဲကျင်နေတဲ့အင်အားစုကြီးကိုဒါမဲပေးပြီးဒါဟာအရွေးလုံးဝမှားလိမ့်မယ်။အဲ့ဒီအင်အားစုကိုလုံးဝမဲမပေးဘူးလို့ဆုံးဖြတ်ပြီးတော့ဒမိုစီအင်အားစုဒဲကမှလုံနိုင်ကြီးအစင်းစင်ရှိသောပါတီတွေကိုမဲပေးတာကအမှန်ဆုံးမဖြစ်ချင်တော့မှပဲမှန်တယ်။ဒီချက်မျိုးတော်တော်အသေးစိတ်ပြောသွားတာပဲ။ဆရာအရွေးနောက်တဆင့်တက်သွားအောင်ကိုဆုံးဖြတ်ပိုင်ခွင့်ရတဲ့အချိန်မှာမဲတပြားနဲ့ဆုံးဖြတ်ပြီးတော့တိုင်းပြည်ရဲ့အရွေးကိုဥဆောင်နိုင်မဲ့သူတွေလက်ထဲကို မဲထည့်လိုက်ပါလို့ပဲကျွန်တော်ပြောချင်တယ်။တဲကြကမဲရပြားကိုတန်မိုးကြီးကြီးတုံးပါဒီမဲပေးခွင့်ရှိသူတွေအားလုံးဒီ ဒီဒီမဲပေးတဲ့ဒီနေ့မှာအကုန်လုံးပါဝင်လာဖို့ရယ်နောက်ချက်ကတော့ဒီမဲနဲ့ပတ်သက်လို့ပါဝင်နိုင်ကြရောရှိရလားပါဝင်နိုင်ဖို့ကျွန်တော်တို့စပြီးတော့မှလုပ်ရမယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဒီပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိတဲ့အရက်ဒေတာအသီးသီးမှာရှိတဲ့ဒီခေါင်းဆောင်တွေဒီတက်ကြွလှုပ်ရှားတဲ့အုပ်စုတွေအဖွဲ့တွေနဲ့အားလုံးကျွန်တော်တို့ကလိုအပ်တဲ့သတင်းအချက်လက်တွေနဲ့လုံဆောင်စရာရှိတာတွေကိုအားလုံးစုစည်းပြီးတော့မှလုပ်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီရွေးကောက်ပွဲမှာတချို့အသာချက်တွေရှိလာနိုင်တယ်လို့ကျွန်မမြင်ပါတယ်ကျွန်တော်ရဲ့မြင်ကတော့ပြည်သူလူထုအနေနဲ့လွန်ခဲ့တဲ့9နှစ်က ဘဝနဲ့လက်ရှိရောက်နေတဲ့ဘဝကိုနှိုင်းယှဉ်ပြီးကြည့်လိုက်ပါဟုတ်လားကိုကိုကိုလွန်ခဲ့တဲ့9နှစ်ကတည်းကအခုချိန်တောင်မှပို့ပြီးတော့ဆင်းရဲလာလားပို့ပြီးကြက်တဲလာလားပို့ပြီးဒုက္ခရောက်လာလားအဲ့တော့ပို့ပြီးဆင်းရဲလာတယ်ပို့ပြီးကြက်တဲလာတယ်ပို့ပြီးဒုက္ခရောက်လာတယ်ဆိုရင်လက်ရှိအစိုးရကိုကျွန်တော်တို့ပြောင်းလဲပြစ်ဖို့လိုပါတယ်အဲ့လိုပြောင်းလဲပြစ်ဖို့လိုတဲ့အနေအထားမှာကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးစနစ်အရကျွန်တော်တို့ဟာဘဒူသမရဖြစ်လဲဆိုတဲ့ကိစ္စဟာအစိုးရကိုဖွဲ့စည်းမှဖြစ်ပါအဲ့ဒီအတွက်ကြောင့်မလို့ တမဒဖြစ်လောက်တဲ့တမဒဖွဲ့စည်းနိုင်လောက်တဲ့เนาะအင်အားနဲ့လူတို့ထောက်ခံမှု ရှိတဲ့ပါတီကိုပုံဩပြီးထောက်ခံမှုလိုပါတယ်အဲ့ဒါမှသာလျှင် ကျွန်တော်တို့ကအပြောင်းလဲကိုဥတည်နိုင်မှာတမဒပြောလို့တမဒပြောလို့လူတို့ခေါင်းဆောင်လို့ခေါ်ကြတဲ့ဒေါန်ဆန်းစုကြည်ကတော့တမဒဖြစ်ဖို့အလားအလာမရှိတော့ဘူးဒါပေမဲ့ဒေါန်ဆန်းစုကြည်တမဒမဖြစ်နိုင်တော့လဲပဲဒေါန်ဆန်းစုကြည်ကရွေးချယ်တဲ့သူတယောက်ဟာတမဒဖြစ်နိုင်မှာ ကျေးဇူးတင်ပါတယ်အဲ့တော့ဦးဆောင်ဆွေးနွေးသူတွေရဲ့ညီကောင်သက်မှတ်ချက်စကားပြီးမှကတ်တွန်းဆရာရဲ့သုံးသက်ရေးဆွဲထားမှုကိုကြည့်ကြအောင်ဗျာအရှာတို့ဆွေးနွေးကြတာကြီးကျွန်တော်တော်တော်သဘောကျပါတယ်ကျွန်တော်လည်းမဲဘေးကိုစောင့်နေတာပါဒါပေမဲ့ကျွန်တော်ရက်ကွက်ထဲမှာကျွန်တော်မဲဘေးမပါပါဘူးကျွန်တော်ထပ်ပြီးတော့တော့ရှောက်ရပါလေဦးမယ်ဆရာတို့ပြောတဲ့ပုံစံဘယ်လောက်လဲမသိဘူးအဲ့ဒါပေါ့ကျွန်တော်တို့ကအခုမပိုင်တော့ပုံစံ၃နဲ့ရှောက်ရပါပုံစံ၃နဲ့ဟုတ်ကဲ့အဲ့တော့သူတို့အခန်းထဲမှာရှိတော့ရွှေ့ထားလို့ပြောတယ်ဥတင်ရဲ့အဲ့ကျွန်တော်ရေးထားတာတော့အဲ့ကျွန်တော်ခံစားခြင်းလေးပါပဲ ဟိုကဘောနော်သူအဘကတော့ဆုံးသွားပြီပေါ့အဲ့တော့မဲပုံးလေးပြပြီးတော့အမျိုးသမီးတယောက်ကငိုးနေတယ်အဲတမလွန်ကအဘရေအဘရဲ့လာမဲ့ရွေးကောက်ပွဲမှာကျမတို့ကိုယ်စားမဲလာပေးလိုက်ပါဦးတော့မဲစင်းမှာကျမတို့တရားမပါဘူးကျွန်တော်ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာကတော့တစ်ဖက်ကမဲဆန္ဒရှင်တစ်ဖက်ကမဲဆွယ်စည်းရုံးမဲ့သူဒီနှစ်ခုကြားအခက်ကဘာရှိလဲစိန်ခေါ်မှုတွေ ဘယ်လိုဖြစ်ရှင်းနိုင်မလဲဆိုတဲ့အကြောင်းကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်ဆက်ဆွေးနွေးစရာတွေထောက်ပြစရာတွေအမှတ်ချက်ပြုစရာတွေအများကြီးကြံနိုင်ပါသေးတယ်ဆက်ဆွေးနွေးလိုသူတွေကတော့ Facebook မှာ DB တပိတ်ကိုရှာပြီးတော့ဆက်ဆွေးနွေးလို့ရပါတယ်အမှတ်ချက်ပြုလို့ရပါတယ်ကျွန်တော်တို့အစီအစဉ်တွေကိုအခုလိုရုပ်သံကနေတိုက်ရိုက်ကြည့်နေတယ်လို့ပဲ online ဆာမင်နာမှာပြန်ကြည့်မယ်ဆိုရင်တော့ dbbdebate.net မှာပြန်ကြည့်လို့ရပါတယ်တခုခုဝေဖန်မယ်အမှတ်ချက်ပေးမယ်ပြောစရာတွေရှိရဆိုရင်တော့ email ရေးလို့ရပါတယ် debate@dbb.no ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကမျိုးသားထပ်ပါ